ကျွန်တော်ကဟိုအကောင်းဆုံးဆုံးအကောင်းဆုံးကျော်ဖြစ်နိုင်ပါတော့နော်အောင်မြင်ဆုံးလုံးနိုင်ဖို့အတွက်ဒီ criteria ပေးတယ်မဆုံးမနစ်တဲ့ဇွဲလုံးလားဝရိယတွေနဲ့ကျော်ဖြတ်ခဲ့ရတော့နော်အကြောင်းလို့ကျွန်တော်ကဟိုကစားခဲ့တာအခုဆိုအနည်း20ကျော်ရောနော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်အခါစီးနေနဲ့ကျွန်တော်အခုခါစီးအနက်ပေါ့နော်ခါစီးနဲ့ international နဲ့ခါစီးနဲ့ one time ရရှိတာပါခင်ဗျာအဓိကကိုကိုကိုယုံကြည်ပြီးတော့ကိုကိုကိုလေးစားတဲ့စိတ်နဲ့ဒီအခက်ခဲကိုငါရအောင်ကျော်ဖြတ်မယ်ဒီတစ်ဆင့်ကိုကျော်ဖြတ်နိုင်တယ်မှာငါ ဘယ်တော့မှပါမင်းငါလုံနိုင်ခဲ့ရဆိုတော့တမိုင်းလေးကိုကြံရဲစေခြင်းနဲ့ဆင်းနေကြုံဖြစ်နေဟုတ်ကျော်ရတယ်ကြာကျွန်တော်ဥပမာဆိုကျွန်တော်ဒီဘက်ကလက်နှစ်ဖက်လက်နှစ်ချောင်းပဲပါတော့အကျွန်တော်ကမဟာပွဲနေရတာဆိုတော့ကျွန်တော်မဟာရန်ဖြီတုံးကတော့လက်နှစ်ချောင်းပဲပါတော့တကယ်ကြီးနေရဟိုသူတို့နည်းနည်းအချင်းချင်းသေးတာနော်ဘယ်လိုမှမဖြစ်နိုင်ဘူးစာရေးဘယ်လိုမှမဖြစ်နိုင်ဘူးကျွန်တော်အဲ့ဒါလေးလေအကက်ကင်းဘောင်းများစွာပေါ့ ကျော်ဖြတ်ခဲ့စာရေးတာအစားခက်ခဲခဲ့တာပေါ့နော်ဟောဒါမှလည်းကိုယ်တည်းခက်ခဲတဲ့လူတွေရှိတာပဲကိုအချို့ကလည်းမခေါ်လို့မပါဘူးအချို့ကမျက်စိမမြင်ဘူးတို့တော့ဘွားမှာရုန်းကန်နိုင်တယ်ကငါဘာလို့မရုန်းကန်နိုင်ရမလဲအဲ့လိုစိတ်နဲ့ကိုကိုမိုတီဗေးရှင်းပြန်ပေးပါလေဟုတ်ပညာရေးအားရအောင်ဘူးပညာရေးပိုင်းကျွန်တော်မဟာဘွဲ့ရတာပါလေမဟာဘွဲ့ရဟုတ်ကဲ့ဗျာဟုတ်ပါပါမဟာကမစီဒါတို့ဟုတ်ကဲ့အဲကျွန်တော်ရောက်လာတော့ကျွန်တော်တို့ IKK ရဲ့ပထမအချိန်ပေါ့နော်ပထမအချိန်အာ လူငယ်ကွန်ပျူတာပြိုင်ပွဲတော့ပေါ့နော်ကျွန်တော်တပည့်လေးတွေကိုလာရောက်ပူဆောင်နေဖြစ်ပါတယ်ပြန်ဝင်လက်ဝင်တာပေါ့နော်ပြန်ဝင်လက်ဝင်ဟုတ်ကဲ့ဟုတ်ကဲ့ဒီနေ့မှာဆရာပြန်ပွဲရောဝင်ပြန်လို့ရှိအာဒီနေ့မှာတော့ကျွန်တော်ပြန်ပွဲဝင်တယ်မရှိပါဘူးနော်နောက်နေ့ကျရင်တော့ကျွန်တော်နိဒံပေါ့နော်ကာစီနိဒံဖြေဖို့တော့အာစီစဉ်လာတာရှိတယ်ဒီနေ့ကတော့ကျွန်တော်တပည့်လေးတွေတော့ဟိုပြန်ပွဲကိုတပည့်တွေကိုကြီးချက်ပြီးတော့ပြန်ပွဲလာရောက်ပူဆောင်ခြင်းပါနော်အိုက်ကေကအရန်လွတ်လပ်ပြီးတော့မြတ်တာပါပဲအရန်လည်းအဆင်ပြေတဲ့အဖွဲ့အစည်းတစ်ခုပေါ့နော်အာ ကျွန်တော်တို့ကတော့တော်တော်လေးဟိုအဆင်ပြေတယ်ဗောနော်ဟိုဒီမှာဆိုလဲကျွန်တော်တို့ဒုတ်ပိုင်ခွင့်အပြေအာသူတို့ပြန်လို့ပြီးတဲ့ facility တွေအပြည့်လို့ဗောနော်ဟိုကလေးအတွက်ပြန်ခွင့်မှာတတ်မှတ်တာလည်းပစ္စည်းတွေအာဥက္ကောခေါင်းစုတို့နော်ရင်ကာတို့ဆိုလဲဒါသူတို့ပြောလိုက်တဲ့အတိုင်းပဲသူတို့ဂတိကုန်းတိုင်းပဲကလေးတိုင်းဟိုပြည့်စုံအောင်လုပ်ကြည့်နေတာပြီးရတော့အဲ့တော့ AKG ကိုကျေးဇူးအများကြီးတင်ပါတော့ကျွန်တော်ဖန်အားတင်နန်းကတော့အာကျွန်တော်တင်နန်းသားရောက်20အစိမ့်လောက်နဲ့ကျွန်တော်လေပတ်နေပါတော့ဟိုကျွန်တော်ရဲ့တင်နန်းက အာဖန်ကဘာလုံးခုံးကြောင်းမှာရှိပါတယ်ဟုတ်ပါဘူးနိုင်ငံတော်ကကျွန်တော်ကလက်မပါတော့လေအာမပါတဲ့ခါကျတော့အာကျွန်တော်ပညာရေးမှာလည်းထူးချွန်အောင်ကြိုးစားနေတာပေါ့နော်ပြီးတော့မှကိုလက်မပါတဲ့တော့ကြောင့်မို့လို့အာကိုကိုကို confidence ပေါ့နော်ယုံကြည်မှုဒီဆောက်နေတယ်အာလူများတွေလုံနိုင်ရင်ကိုလည်းလုံနိုင်ရမယ်လူများတွေ train နိုင်ရင်ကိုလည်း train နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်အဓိကတော့မိမိကိုကိုယိုတီလေးစားတတ်အောင်မိမိကိုကိုယုံကြည်အောင်ဆိုပြီးတော့မှ ဒီကွာဒီလမ်းကြောင်းပေါ်ကိုရောက်လာခြင်းဖြစ်ပါတယ်။ဟုတ်ကွာဒီကိုစရင်နေတာကကျွန်တော်ဒီစားတက္ကသိုလ်ဒုတိယနှစ်လောက်ပါဗော။ကျွန်တော်အသက်15 16လောက်ပါ။ကျွန်တော်တို့ကျွန်တော်မော်လမြိုင်မှာရှိတဲ့အဲ့ဒီဥတရုံခုံအကြောင်းမှာရှိတဲ့ကရာတေကလပ်ကနေတော့ကျွန်တော်စပြီးတော့သင်ကြားတာဗောနော်။အဲ့ဒီဆိုကရာတေကိုအပြင်းနဲ့ပို့ချစ်လာတာဗောနော်။ကိုဆွဲလာတယ်။နောက်ကရာတေကနေတော့မှပြီးတဲ့ຢာတွေဗော။ဥမာကျွန်တော်ဆိုလက်မပါဘူးမပါဘူးမဲ့လေ။ကျွန်တော်ကအကောင်းဆုံး အကောင်းဆုံးကျော်ဖြစ်နိုင်မလို့အောင်မြင်ဆုံးလုံးနိုင်မှုအတွက်ဒီ criteria ပေးတယ်မဆုံးမနစ်တဲ့ဇွဲလုံးလားဝရိယတွေနဲ့ကျော်ဖြတ်ခဲ့ရတော့နော်အကြောင်းလို့ကျွန်တော်ကဟိုကစားခဲ့တာအခုဆိုအနည်း20ကျော်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဟုတ်အခါစီးနေနဲ့ကျွန်တော်အခုခါစီးအနက်ပေါ့နော်ခါစီးနဲ့ international ခါစီးနဲ့ဝမ်းတန်ရရှိတာပါခင်ဗျာဘယ်လောက်ထိတော်ပြတ်ခဲ့ရလဲဘယ်လိုလူမျိုးလည်းလည်းရောက်တာပေါ့ခင်ဗျာအများအများတကယ်အများတော့အများကြီးပါနော်အခက်ခဲတွေကအများကြီးပါပဲဒါပေမဲ့ဟိုပြီးခဲ့တဲ့ခါစီးဝမ်းတန်ဖြေခဲ့တော့ကတစ်ခုလောက်ပဲပြောမယ်ဆိုတော့အခက်ခဲတီးလောက်ပါတော့နော် ဦးဆောင်တော့ကျွန်တော်6ကီလိုမီတာ၄မိုင်ခွဲတော့ကျွန်တော်ဒီမယ်ဟိုပြိုင်ပွဲမှာအားဒီကျော်ဖြတ်ခဲ့ရတဲ့ပိုင်လေးပြောနော်အပြီးတော့ရှိလို့ရှိရင်ကျွန်တော်တို့ဟိုအချမ်းမြေအနေနဲ့ဟိုအများကြီးအောင်ပြောမယ်ဆိုလို့ရှိရင်ဒီလိုကွန်ပျူတာအခုဒီမှာကစားတဲ့ကွန်ပျူတာမျိုး25ပွဲပဲကျွန်တော်တို့ကတပွဲကို1မိနစ်လုံးနဲ့အဲခြေစုံလက်စုံတွေနဲ့ရှင်ပြီးတော့ကစားခဲ့ရတာပေါ့နော်ဆိုတော့အများကြီးပဲကျန်တန်းခဲ့ပါလေကျော်ဖြတ်ခဲ့ရတာပေါ့ကိုကလက်ဖက်လက်ဖက်မပါဘူးကိုကစားခဲ့တဲ့သက်ဖန် ကိုကြုံဖြတ်ခဲ့ရတဲ့ခက်ခဲတွေရာဒါအောင်လာကြုံဖြတ်နိုင်မှာပေါ့နော်ဒီဒီဒီလိုစိတ်တက်မှုမွေးပါဘူးအဲ့တော့ဟိုဘယ်လိုပြောမလဲပြန်ဘက်ကိုအထင်လည်းမသေးဘူးထင်လည်းမချီဘူးပေါ့နော်အဓိကကိုကိုကိုယုံကြည်ပြီးတော့ကိုကိုကိုလေးစားတဲ့စိတ်နဲ့ဒီအခက်ခဲတွေငါရအောင်ကြုံဖြတ်မယ်ဒီတစ်ဆင့်ကိုကြုံဖြတ်နိုင်တယ်မှာငါဒါတော့မပါဘူးငါလုံနိုင်ခဲ့ရဆိုတော့တမိုင်းလေးကိုကြံရဲစေခြင်းနဲ့ဆင်းနေချုပ်ဖြစ်တယ်ဟုတ်ကျော်ရတယ်ကြာကျွန်တော်ဥပမာဆိုကျွန်တော်ဒီဘက်ကလက်နှစ်ဖက်လက်နှစ်ချောင်းပါတော့အကျွန်တော်ကမဟာပွဲနေရတယ်ဆိုတော့ကျွန်တော်မဟာရန်ဖြီတုံးကတော့လက်နှစ်ချောင်းပါတော့တကယ်ကြီးနေရ ဟိုသူတို့နည်းနည်းအချင်းချင်းပေးတာပေါ့နော်ဘယ်လိုမှမဖြစ်နိုင်ဘူးစာရေးဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်အဲ့ဒါနည်းနည်းခက်ခဲဘောင်းများစွာပေါ့ကျောက်ဖြက်ကစာရေးတာအစားခက်ခဲခဲ့တယ်ပေါ့နော်ဟိုဒါမှလည်းကိုယ်တည်းခက်ခဲတဲ့လူတွေရှိတာပဲကိုတချို့ကလည်းနှစ်ဖက်လုံးမပါဘူးတချို့ကမျက်စိမမြင်ဘူးသူတို့ကဘွားမှာရုန်းကန်နိုင်တယ်ကငါကဘာလို့မရုန်းကန်နိုင်ရမလဲအဲ့လိုစိတ်နဲ့ကိုကိုမိုတီဗေးရှင်းပြန်ပေးပါလေဟုတ်ပြည်သာရေးတိုင်းအောင်ဘူးတွေ့ပြည်သာရေးကျွန်တော်မဟာဖွင့်ရတာပါလေမဟာဖွင့်ရဟုတ်ကဲ့ဗျာဟုတ် ပါပါမှာအကမဆူဒါဒူတယ်ဟုတ်ကဲ့ဒါတော့ပညာရေးလည်းကျူးကျော်တယ်တကယ်အားလည်းကျူးကျော်ဟုတ်ကဲ့ဒါနောက်ထပ်ကဘာဆက်ဆက်လုပ်ဆိုရှိရှိဦးမလဲဆက်လုပ်ရကျွန်တော်ကျွန်တော်ကျွန်တော်ကပညာရေးဘက်မှာဆိုတော့ကျွန်တော်ခုကျွန်တော်အပြင်ပေါ်တာဆောင်လေးဖွင့်လာတာအပြင်ပေါ်တာဆောင်လေးဖွင့်လာပါတယ် grade 10 grade 11 grade တွေစတဲ့ဝိုင်းကျွန်တော်ထောင်လာပါတယ်အဲ့ဒါအဲ့ဒါကိုလည်းကျွန်တော်လုပ်နေပါတယ်သူကတည်းကတော့ချစ်တဲ့စိတ်နဲ့ပေါ့နော်သူကတည်းချစ်တဲ့စိတ်နဲ့ not the music တွေကိုဝေးထုတ်နေတာကျွန်တော် KB နဲ့သူကကျွန်တော်တက်ပြီးတော့ပေါင်းမနေတဲ့တပည့်တွေအဲ ပညာမှာကျွန်တော်ကျွန်တော်ပူတော်တဲ့တစ်ဖက်ကိုဝိတုခင်းနဲ့ကျွန်တော်ကြိုးစားနေပါတယ်ဟုတ်ကဲ့ပါဆရာအခုလိုမျိုးအားပေးတဲ့အတွက်လေတော်တော်ပရိသတ်တွေကြောင့်ကျွန်တော်နည်းနည်းလူကိုသိလာတဲ့ခါကျတော့အခုလိုမျိုးထပ်ပြီးတော့မှဟိုလုတ်ချင်တဲ့ຢာတွေကိုပျော်ပြခွင့်လည်းຢာတွေအတွက်တတောပြိတ္တရအားလုံးလည်းဒီနေရာနဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကျွန်တော်တို့ဒီရန်ကုန်တင်တန်းဆိုရင်တော့ IKA လောက်ခံမြည်သည့်တင်တန်းမှမဆိုဆက်ွယ်လို့ရပါတော့ကျွန်တော်တို့ဖန်အမှာဆိုရင်တော့ကျွန်တော် KMI နဲ့ဖန်အမျိုးကဘာလုံး ဘုံကြီးเจ้าမှာအမတ်ကိုရက်ကွက်ကဘာလုံးဘုံကြီးเจ้าမှာကျွန်တော်ရဲ့တင်နန်းကို IKAK အာကလပ်ကိုဖွင့်လာပါတယ်ပြီးတော့မှတင်နန်းကွဲအနေနဲ့တောင်ကလေးမှာဒူဂျူတို့ခုဖွင့်လာပါတယ်နော်